ငလင်တန်တဲ့နေပြည်တော်ကပြန်ကြိုင်းဝကြီးဌာနကဝန်ထမ်းတွေနဲ့ပြည်မနာဘက်ကအောက်ချုပ်ရေးရုံးမှတဆင်လိုအပ်သူတွေကို Royalty ခေါက်ဆဲတွေလူတန်းခဲ့တဲ့မြန်မာနိုင်ငံရုပ်ရှင်စီယုံအားလုံးပဲမင်္ဂလာပါ MC Litos News Channel ကနေကြိုဆိုပါရစေ။မြန်မာနိုင်ငံရုပ်ရှင်စီယုံကငလင်တန်သိနေပြည်တော်ရှိပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းတွေနဲ့ပြည်မနာဘက်ကအောက်ဆောင်ရီမှုရုံမှတဆင်လိုအပ်သူတွေကို Royalty ခောက်ဆွဲတွေလူတန်းခဲ့လို့သိရပါတယ်။ကျွန်တော်ရုပ်ရှင်စီယုံအနေနဲ့ငလင်ပေးတဲ့နေပြည်တော်ကပြန်ကြားရေးဝန်ကြီးဌာနဝန်ထမ်းတွေနဲ့ ငလင်ပေးကြောင်ခက်ခဲဖြစ်နေသူတွေကို Riot ဒီခေါင်းဆဲကြောင့်တွေကိုလူဒဏ်ခဲ့ပါတယ်။နောက်ပြင်မနာဘက်ကလည်းအုပ်ချုပ်ရေးမှုတွေကနေတဆင်လူဒဏ်ခဲ့ပါတယ်။ငလင်ကြောင့်ထိခိုက်ဆုံးရှုံးမှုတွေကြည့်ပြီးတော့တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်အနေနဲ့တကယ်လိုအပ်တဲ့နေရာတွေကိုလည်းသေချာလေးထပ်မံလူဒဏ်သွားဖို့စီစဉ်နေရလို့မြန်မာနိုင်ငံဆိုင်ရာရုပ်ရှင်စီရင်ဒုတိယကထဥဝေးကျူလေးကပြောပါတယ်။အဆိုပါလူတန်းမှုမှာတော့နုပညာရှင်တွေဖြစ်တဲ့အကယ်ဒမီအောင်ခိုင်မိုးရင်စွန်ဟန်တီရုပ်ရှင်စီရုံကဒုတိယကထာနဲ့အမှုဆောင်နေရှန်ကုံ ဗီဒီယိုအခြေခံအဖွဲ့အစားရဲ့သူတွေကိုယ်တိုင်သွားလူတန်းခဲ့ကြတာပါ။ဧပြီလ9ရက်နေ့ကနေပြီးတော့ကောင်းစင်တဲ့မြေတဘောဝဘေးရင်စံစီမံခန့်ခွဲရေးဖွင့်တဲ့ပြည်မနာမြို့နယ်တွင်ရှိငလင်တန်သည့်သူတွေအတွက်ပြည်မနာမြို့နယ်အောက်ချော်ရုံကတဆင့်မြန်မာနိုင်ငံရုပ်ရှင်စီရင်ကရိုက်ရီခေါက်ဆဲကျောက်တို့တော်ရလူတန်းခဲတာပါအဆုံးထိကြည့်ရှုနာဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်